မင်္ဂလာပါရှင်ဧပြီလ10ရက်ကျသောဒီနေ့ကန်ဒရာဝတီ time တည်တင်းဌာနရဲ့ရုပ်သံတည်တင်းကိုပြည်လဲတင်ဆက်ပေးပါရမယ်စစ်ပေးရှောင်းရင်လွိုက်ကောဆစ်ရှောင်းတချို့ရိုးရအစင်လာမပြတ်အောင်ကီထိုဘိုးပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်ဂရင်းနီပြည်မှာတလအတွင်အရတားပြည်သူ20ဦးဖမ်းဆီးခံခဲ့ရပါတယ်ပုံချောင်းကျေးရွာကရေးပြီးတင်ခဲ့တဲ့ចောင်းဆောင်ကိုလာမယ့်စာသင်နဲ့အမီပြည်လဲပြုတ်ပြင်ဖို့အကူအညီတွေလိုအပ်နေပါတယ်။ ဖရုဆိုအရှိဖက်ချန်ကကျေးရွာတရွာမှာရိုးရာတော်လိုက်ပွဲကိုပြုလုပ်ခဲ့ပါတယ်။ဆားတဲ့တည်င်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ရန်ကုန်မြို့နယ်အရှိဖက်ချန်ကကြေးရွာတရွာမှာရိုးရပွဲတော်တစ်ခုဖြစ်တဲ့ကေထိုဘိုးပွဲကိုအစဉ်လာမပြတ်ကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီကြေးရွာကဒေသခံအများစုဟာစစ်ဘေးသိမ်းရှောင်နေကြရပြီးဒေသခံအနည်းစုသာကြေးရွာအတွင်မှာနေထိုင်ကြတာပါ ကီထိုးဘူးပွဲကျင်းပချိန်မှာတော့ဒေသခံတွေဟာဆွတ်ရှောင်းစခန်းကနေကျေးရွာအတွင်ပြလာကြပြီးအစဉ်အလာမပြတ်ပွဲကျင်းပဖြစ်လို့သွားတယ်လို့ဒေသခံအမျိုးသားတဦးကပြောပါတယ်။ကီထိုးဘူးပွဲကိုတော့ဧပြီလ9ရက်နေ့မှာစတင်ကျင်းပကြတာပါ။ရှင်းနေရဲ့အတွင်မှာတော့တိုင်တော်ခုတ်ယူတာထီးတော်ပြုပြင်တာပုံမှောင်အခကကြတာတွေကိုပြုလုပ်ခဲ့ပြီးနောက်ဆုံးရဖြစ်တဲ့ဧပြီလ9ရက်နေ့မှာတော့တိုင်တော်စိုက်ထူတာကိုပြုလုပ်သွားပါတယ်။ ဒေသခံတွေဟာဆွရှောင်းတွေနဲ့ဆွရှောင်းစခန်းမှာကီထိုဘူးပွဲကိုကျင်းပပြုလုပ်ကြတာမရှိဘဲနဲ့ကျေးရွာအထိပြလာကျင်းပကြကမနစ်ကပွဲမှာတော့လူဦးရေ300ကျော်ပါဝင်ခဲ့တယ်လို့သိရပါဗျ။နစ်စင်ဂရနီနစ်တကူရက်ပြီးတဲ့နောက်ပိုင်းရိုးရပွဲတော်ကြီးတစ်ခုဖြစ်တဲ့ကီထိုဘူးပွဲကိုပြည်내အတွင်းသမကပြည်ပနိုင်ငံရောက်နေတဲ့ဂရနီလူမျိုးတွေကလည်းသူတို့ရောက်ရှိရာဒေသကနေအစင်လာမပြတ်ကျင်းပပြုလုပ်လေးရှိပါဗျ။ ဂရီနီလူမျိုးတွေရဲ့ကေထိုးဘုခေါ်တကုန်တိုင်ပွဲတော်ကိုတော့မက်လာနဲ့ဧပြီလအတွင်းမှာနေ့စဉ်ကျင်းပကြတာပဲဖြစ်ပါတယ်။ဂရီနီပြည်မှာပြီးခဲ့တဲ့မက်လာတလအတွင်းဖန်ဆီးခံရတဲ့အယက်သားပြည်သူ20ဦးရှိတယ်လို့ဂရီနီလူအခွင့်အရေးဖွဲ့ KNHRG ကပြောပါတယ်။တခြားဒေသကနေလွိုင်ကော်မြူထဲပြန်ဝေချသူတွေရဲ့ဖုန်းထဲကအချက်လက်တွေကို စစ်ဆေးရာကနေဖန်ဆီးခံရတာဖြစ်တယ်လို့ KNHRG တီထောင်သူဥပညာကပြောပါတယ်။ ဖန်စီခံရသူ20ဦးရဲ့အခြေအနေအသေးစိတ်ကိုတော့ KNHRG ကပြောဆိုထားတာမရှိပါဘူး။အဖန်စီခံရတဲ့သူတွေထဲ CDM ပြုလုပ်ထားတဲ့သူတွေလည်းပါဝင်တယ်လို့သိရပါဗျ။အမျိုးသားအများစုဖန်စီခံရတာဖြစ်ပြီးအမျိုးသမီး9ဦးဝန်းကျင်ပါဝင်တယ်လို့ဥပညာကပြောပါဗျ။စကောက်စီရဲ့စစ်စေးရေးဂိတ်တွေမှာစစ်စေးမှုတွေပြုလုပ်နေပြီး KP လို့ငွေလွဲအကောင့်တွေကိုအဓိကစစ်စေးမှုတွေပြုလုပ်နေတာပါ အွန်လိုင်းငွေလဲအကောက်ရှိတဲ့သူတွေကို စစ်ဆေးရာကနေဖမ်းဆီးခံရတဲ့သူတွေရှိနေတယ်လို့မြို့ခံတွေရဲ့ပြောပြချက်အရာသိရပါဗယ်။ Greeny ပြည်ဆိုမိုဖေးဆိုလေးမြို့နယ်ရှာတော်မြို့နယ်ထဲကပွန်ချောင်းကျေးရွာမှာရင်းနှီးမြုပ်ပျက်စီးသွားခဲ့ရတဲ့စာတင်ချောင်းကိုလာမယ့်စာတင်နေ့အမီဖွင့်လှစ်နိုင်ဖို့ဒေသခံတွေကလိုလားနေကြပါဗယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ပုံချောင်းကျေးရွာကစာတင်ကြောင်းဟာရင်းနှီးမြုပ်ပျက်စီးသွားခဲ့ရပါတယ်။ လက်ရှိမှာတော့စာတင်ကျောင်းအတွင်သင်ကျန်နေတဲ့နှုံးမြေတွေကိုရှင်းလင်းဖို့နဲ့ကျောင်းဆောင်ကိုပြည်လဲပြုပြင်နိုင်ဖို့အခုအညီတွေလိုအပ်နေတာပါပြီးခဲ့တဲ့နှစ်မှာရည်ကြီးမှုကြောင့်ပုံချောင်းကျေးရွာကစာတင်ကျောင်းအပြင်စေခံလဲပြက်စီခဲ့ရတယ်လို့ဒေသခံတွေရဲ့နေအိမ်20ကျော်ဟာလဲရည်ထဲမျိုးပါသွားခဲ့ပါတယ်စိုက်ပျိုးတီးနယ်တွေဟာလဲပြက်စီဆုံးရှုံးသွားတာကြောင့်ဒေသခံတချို့ဟာအခုအချိန်မှာစာဝတ်နေရေးအတွက်ကိုစီရုန်းကန်နေရပါတယ် တဖက်မှာဝန်ဆောင်အတွက်ကိုစီခက်ခဲနေကြချင်းချောင်းကိုပြလဲပြုတ်ပြင်နိုင်ဖို့လိုအပ်တာကြောင့်ဒေသခံတွေအနေနဲ့အကူအညီတွေလိုအပ်နေတာပါပုံချောင်းကျေးရွာမှာတော့အခြေ60ကျော်ရှိပြီး KG ကနေလေးတန်းအထိကိုဖွင့်လှစ်တင်ကြားပေးနေပါတယ်ပြီးခဲ့တဲ့စာတင်နေ့မှာတော့ចောင်းသူចောင်းသား40ဦးကိုဆန်းဆန်းမ3ဦးနဲ့တင်ကြားပေးနေတယ်လို့သိရပါတယ်ပရဆိုမြို့နယ်အရှိဖက်ချမ်းကကျေးရွာတရွာမှာဒေသခံတွေနဲ့စစ်ဘေးရှောင်တွေပူးပေါင်းပြီးကြရားရိုးရာတောလိုက်ပွဲကို ဧပြီလ9ရက်နေ့နဲ့10ရက်နေ့မှာနှစ်ရက်ကြာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတော်လိုက်ပွဲမှာတော့တော်ဝက်တကောင်နဲ့ကြီးတကောင်ရရှိခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။အခုလိုမျိုးကရန်ရိုးရာတော်လိုက်ပွဲကနေတော်ကောင်ရလာတာဟာတိုင်းပြည်အေချန်နာကျေးရွာအတွင်အနာရောဂါမကြရောက်တာဆန်ရီစပါတိုးတာဆရာတွေကိုဖြစ်စေမယ်လို့ဒေသခံတွေကယုံကြည်ပါတယ်။ကရရိုးရတော်လိုက်တာမဖြစ်လို့ခင်မာတော့ရိုးရအရာချက်ရိုးထိုးပြီး ချက် UPD မင်းမြန်နာကိုပြုလုပ်ခဲ့ပါတယ်။သွားလိုက်နေစင်မှာလဲကျေးရွာအတွင်ကိုတစိမ့်အသက်တွေဖြတ်တန်းသွားလာမှုကိုတားမြစ်တာရေခက်ဆင်းတာနဲ့စပါးချောင်းနာတွေကိုတားမြစ်ထားတယ်လို့ဆိုပါတယ်။ပရူဆိုအရှိဘက်ချန်ကကျေးရွာနေပါဟာနေ့စဉ်နေ့တိုင်းနွေရာသီမှာရိုးရာတော်လိုက်တာငင်းလိုက်ပွဲငါးဖန်ပွဲဆလာတွေကိုပြုလုပ်ကြပါတယ်။ ကင်ထရောဝတီ టై မ်ရဲ့ရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာပေးကင်းကြပါစေရှင်ကျမပုံညာမှာပါ